မိုင်းတဲကနရတူမင်းပကံခစ်မှာထင်းတန်းစိုးဆန်ခဲ့တဲ့ပကံမင်းဆက်တွေတဲက53ရောက်မြောက်ရှင်မယင်ဟာအလောင်းစီတူမင်းကြီးရဲ့သားတော်ငယ်နရတူမင်းဖြစ်ပါတယ်ခင်ဗျာနရတူမင်းသားကိုအလောင်းစီတူမင်းတရားကြီးနဲ့ကိုလို့တော်အမတ်ကြီးဓမ္မကျင်ရဲ့သမီးတို့ကဖွားမြင်ခဲ့ပါတယ်ခင်ဗျာအလောင်းစီတူမင်းကြီးဟာရတနာဘုံမိဖုရားကြီးနဲ့သားတော်ကြီးမင်းရှင်စောကို ွားမြင်ခဲ့ပါတယ်။ပါတော်ကြီးမင်းရှင်စောကို အမျက်တော်ရှာပြီးပကံကနေနှင်ထုတ်ခဲ့ပါတယ်။ပါတော်ကြီးမင်းရှင်စောကလည်းမမလေးအောင်ပင်လေအရက်မှာမြို့တီနန်းဆိုင်ပြီးမင်းပြုတ်နေပါတယ်ခမောင်။အလောင်းစီတို့မင်းတရားကြီးဟာတားတော်အငယ်နရတူကိုတန်းရေးပြည်ရာများကို စီရင်စေခဲ့ပါတယ်။အလောင်းစီတို့မင်းကြီး အသက်အရွယ်ကြီးရင်လာပြီးမတန်မဆွမ်းဖြစ်ကာ သရစ်လက်မင်းမျောမြချိန်မှာတော့တားတော်နရတုဟာဖခမောတော်အလောင်းစီတူမင်းကြီးကို အပြုစု လူတူကင်းမဲ့တဲ့ရွှေကူဖျားမှာထားလိုက်ပါတယ်အလောင်းစီတူမင်းတော်ကြီးတရိယာလာတဲ့အခါမှာတော့နမ်းတော်လည်းမမဟုတ်ပဲရွှေကူဖျားအတွင်ရောက်နေတယ်ဆိုတာကို သိရတဲ့အတွက်အမျက်တော်ရှာခဲ့ရပါတယ်မင်းကြီးတရိယာလာတဲ့အကြောင်းကိုကြားသိရတဲ့အခါတားတော်နရတုဟာ ရွှေကူဖျားအသွင်းကိုလာပြီ ဖာကမဲတော်အလောင်းစီတူမင်းကြီးကိုရွှေကူဖျားအတွင်းမှာပဲခေါင်းနဲ့ပိတ်တက်ခဲ့ပါတယ်။အောင်မင်းလည်းအရက်မှာမြုပ်တည်ပြီးနေတဲ့တားတော်ကြီးမင်းရှင်စောဟာဖာကမဲတော်အလောင်းစီတူမင်းကြီးမဟုတ်လားဆန်တဲ့အကြောင်းကြားပြရတဲ့အခါမှာတော့စစ်တပ်ကိုပြင်ဆင်စေပြီးပကံထင်းနှံကိုတိမ့်မတ်ရန်အတွက်ပကံကိုစစ်ချီလာခဲ့ပါတယ်ခင်ဗျာ။မရတုကိုရိုင်းကလည်းနောင်တော်လိုအရေးချင်းမရှိလေတော့ခံနိုင်ဖို့ကလည်းမလွယ်တဲ့အပြင် တိုင်းလူပြည်သားတွေကလည်းမင်းရှင်စောကိုတာချစ်ခင်ကြတဲ့အတွက်အကောက်ကြံပါတော့တယ်။တာနာပိုင်းဖြစ်တဲ့ပတ်မကူမထေကိုချင်းကပ်ပြီးအရှင်ဖရာနာမကြီးမင်းရှင်စောဟာတပည့်တော်နန်းလူမာကိုစိုးရိမ်နေတဲ့အတွက်ကြီးချောင်းရေချောင်းနဲ့သူ့ရဲ့စစ်တပ်ကိုပြင်ဆင်ပြီးပကံကိုခြေတက်လာပါပြီ။တိုင်းမီဟာမင်းမရှိရင်တနည်းတရက်တောင်မှ မတင့်တယ်တဲ့အတွက်နာမကြီးကိုမြင်းစည်းဓာတ်တက်လက်နဲ့ အမြန်ကြွပြီးနန်းတက်ဖို့ခေါ်ယူပေးပါဗျာစစ်တပ်နဲ့အတူလာနေမယ်ဆိုရင်လန်ကီကြံ့ကြာနေပါမယ်ဖရားဟု ရှောက်တင်ခဲ့ပါတယ်ပန်ဒကူမထေကလည်းမရတူရဲ့စကားကိုမယုံတဲ့အတွက်တစ္ဆာဆူခိုင်းခဲ့ပါတယ်မရတူမင်းသားကလည်းနာမကြီးကိုဓာထမ်းပြီးနန်းတင်ပါမယ်လို့တစ္ဆာဆူလိုက်ပါတယ်နာမမစ်ရှင်ဆော့ပကန်းကိုရောက်လာတဲ့အခါမှာတော့မရတူမင်းသားဟာ သူ့ပေးခဲ့တဲ့ဂရုအတိုင်း တန်လျက်ကိုထမ်းပြီးနောင်တော်မင်းရှင်စောကိုပကံထီနန်းတင်ပေးလိုက်ပါတယ်။ဒါပေမဲ့အကောက်ညာနေတဲ့နရတုမင်းသားဟာအဲ့ဒီညမှာပဲအစာထဲမှာအစိတ်ခတ်ပြီးမင်းရှင်စောကိုလှုပ်ကြံလိုက်ပါတယ်ခင်ဗျာ။မင်းရှင်စောကိုအစိတ်ခတ်ပြီးတက်ပြစ်လိုက်တဲ့အကြောင်းကိုပန်းကုမထေတည်သွားတဲ့အခါမိမိကိုခုတုံးလှုပ်သွားတယ်နရတုအပေါ်မှာမကြင်မနှက်ဖြစ်ခဲ့ရသလိုမင်းရှင်စောတည်တာဟာလည်း သူ့ရဲ့ပြောကမကင်းဘူးလို့ခံစားရတဲ့အတွက်မင်းစုံမင်းမြအုပ်ချုပ်တဲ့တိုင်းမီမှာမမနေဟုဆိုကတီဟိုကိုကြွချီသွားပါတော့တယ်။မရဒူမင်းနာဟာနာမနဲ့ဖခင်အရင်ဖြစ်သူကိုလောက်ကျန်တက်ဖြတ်ယုံနာမကပဲဗကံကြီးရဲ့တာရဏဂန်းချုပ်ကြီးအရှင်ပတ်နကူမထေကိုလိမ်လည်လှည့်ဖြားအကာအကွယ်ယူပြီးဗကံကြီးထီးမန်းကိုအရမသိမ့်ပိုက်ခြင်းပြုခဲ့ပါတယ်။တာရဏဂန်းချုပ်ကြီးအရှင်ပတ်နကူမထေဟာ အဲ့ဒီအပြုတ်မျိုးကိုကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ဗကမီမှာဆက်လက်မနေတော့ပဲတီယိုကိုထွက်ခွာသွားခဲ့ခြင်းဖြစ်ပါတယ်အဖေကိုတတ်အကိုကိုတတ်တဲ့အပြင်တာမာပိုင်ကိုလည်းထွက်သွားအောင်လုပ်တဲ့အတွက်ပြည်သူလူထုနဲ့ယဟန်တွေကမရတူမင်းအပေါ်မှာမကျေနပ်နိုင်ကြပါဘူးအဲ့ဒီအချိန်ကဗကမီမှာယဟန်အင်အားဟာအလွန်ကြီးမားတဲ့အတွက်ယဟန်တွေပုံကံမာကိုမရတူမင်းကြောက်ရွံ့ပါတယ်အဲ့ဒီအတွက် ယဟန်တွေကိုရှင်းပြမဲ့လှုပ်တဲ့အခါမှာပိရိကဆိုတဲ့အမတ်တပါးကပါရဏာကိုဖျက်ရင်ယဟန်တွေတင်မကပြည်သူကပါပုံကံပါလိမ့်မယ်ဒီအခါပုံပြီးဆိုးရွားပါလိမ့်မယ်ပြည်သူလူတို့စိတ်မဆိုးရအောင်ယဟန်တွေကိုမတက်ပဲလူထွက်အောင်ကြံပါဗျာလို့အကြံပေးခဲ့ပါတယ်ယဟန်တွေကိုဘယ်လိုလူထွက်အောင်လုပ်ရမလဲလို့အဲ့ဒီအမတ်ကို ပြန်မေးတဲ့အခါတိုင်းပြည်မှာရှိတဲ့မိန်းမတွေကိုအင်းကြီးရှေခွဲ ထမိန်ကိုလည်းရှေခွဲ မလုံးကျော်ဝက်ခမ်းတို့အမိန့်ထုတ်လိုက်ပါရဟန်းတွေဆိုတာလဲအတော်ကုန်ခမ်းနေတာမဟုတ်တဲ့အတွက်လူထွက်ကြပါလိမ့်မယ်လို့တတော်ဦးတင်ပေးလိုက်ပါတယ်ပြိကအမတ်လျှောက်တင်နေအကြံအိုင်းလှုပ်တဲ့အခါရဟန်းတွေလူထွက်ကြပါတယ်တို့တော့လဲအနှင်းငယ်တာထွက်တဲ့အတွက်နောက်ဆုံးမှာတော့လူထွက်မလားအသက်ခံမလားဟုမေးကတို့ရမြရဟန်းတွေကိုဓာမိုးပြီးအမိန့်ပေးက လူထွက်ခိုင်းခဲ့ပါတယ်ရဟန်းတွေကလည်း လူမထွက်ပဲအသေးရာခံသွားကြပါတယ်ဒီလိုနဲ့ပကံသာယဟန်ဆိုတာရှားပါးတဲ့အနေထားအထိ ဖြစ်ခဲ့ရပါတယ်ဒီအတွက်ပြည်သူအများကမရတုမင်းကိုအလွန်မုန်းတီးကြပါတယ်မရတုမင်းကလည်းသူ့ကိုမောမန်းသိတဲ့အတွက်ပြည်သူတွေကိုပုံမူရက်ဆက်စွာအုပ်ချုပ်ခဲ့ပါတယ်အမြင့်မကြီးလူမှန်မြောက်ကိုလည်းတပ်ဖြတ်ပစ်ပါတယ်အဲ့ဒီအတွက်မရတုမင်းလက်ထက်မှာတာနာဆုပ်ယုတ်တဲ့အပြင်တိုင်းပြည်ကလည်း အလွန်ဆင်းရဲခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒီနေ့မှာတော့မရတုဟာဘိုးတော်ဘေးတော်တို့အစဉ်အဆက်တိုင်းကောင်းမှုတော်ဇေဒီပထိုးတစုတီဖို့အကြံရတဲ့အတွက်မိမတ်တွေနဲ့ပယံဆရာများကိုခေါ်ကာဇေဒီတည်စေခဲ့ပါတယ်ဇေဒီတော်တရားမှာလဲအခြားဘယင်တွေတက်ပုံမူတောင်အကြီးမားဆုံးဖြစ်အောင်တည်လို့တဲ့အတွက်ကိုယ်တိုင်အစစ်အစက်ဆုံးစစ်ဆေးတော်မူပါတယ်ပယံဆရာတွေစောက်ပြီးတဲ့မြောက်ကို အတချောင်းနဲ့ အုတ်ကြားတွင်ထိုးကာအထိုး၍ဝင်လင်အဲ့ဒီပယံဆရာကိုအဲ့ဒီနေရာမှာပဲကွက်မြက်ပြစ်တယ်လို့အဆိုရှိခဲ့ပါတယ်ခင်ဗျာအဲ့ဒီအတွက်ပယံဆရာတွေမှာလဲပုံရိပ်ပြန်မှန်းကြတဲ့အပြင်လူဝင်အားကလည်းတစတစနှဲပါလာတဲ့အတွက်ဖျားကြီးမှာမပြီးဆုံးနိုင်အောင်ဖြစ်ခဲ့ရပါတယ်ခင်ဗျာအဲ့ဒီအချိန်မှာပညာရှိအမတ်တယောက်ဟာမင်းကြီးကိုပညာပေးခြင်းတဲ့အတွက်စီရီဆောက်လုပ်ခွင့်တောင်းပါတယ်အဲ့ဒီမှာကဘယံအလိုကြား အတချောင်းပင်ထိုးလို့မရအောင်ရှောက်လုပ်ပေးပါတယ်။ဒါပေမဲ့လည်းဘယင်မကြည့်လို့မရစစ်ဆေးလို့မရတဲ့နေရာမှန်သမျှကိုအတချောင်းထိုးလို့ရအောင်တိဆောက်ခဲ့ပါတယ်။ဈေးရတိဆောက်လို့ပြီးတဲ့အခါအဲ့ဒီအမတ်ဟာ နေပြည်တော်ကနေထွက်ပြေးသွားခဲ့ပါတယ်။အဲ့ဒီအချောင်းကိုမင်းကြီးသိတဲ့အခါဒေါရအလွန်ထွက်တဲ့အတွက်ဖခင်ကိုထီတော်မတင်မဲအဲ့ဒီအမတ်ကိုလူလွတ်ပြီးရှာကိုင်းခဲ့ပါတယ်။အဲ့ဒီအမတ်ကိုရှာမတွေ့လေ မရဒူမြို့မှာဒေါရအမျက်ပိုကြီးလေဖြစ်လာခဲ့ရပါတယ်။ဒီနေ့မှာတော့ကလာမင်းသမီးတစ်ပါးဟာမရဒူမင်းထံ အခါစားဝင်ပါတယ်။အဲဒီလိုအခါစားဝင်နေတော့မှမရဒူမင်းရေရင်ဝင်တဲ့အခါတက်မက်ရေးမယူတာကိုတွေ့ရတဲ့အတွက်ရွှန်ရှာပြီးဘင်းအနားမကပ်ဖဲနေပါတယ်။သူ့ကိုရွှန်ရှာပြီးမကပ်တဲ့အကြောင်းမင်းကြီးသိတဲ့အခါငါ့ကိုရွံ့ရမလားဟုဆိုကာတန်လျက်နဲ့အဲ့ဒီနေရာမှာပဲခုတ်တက်လိုက်ပါတယ်။အဲ့ဒီအကြောင်းကို ကလာမနမီရဲ့ဖာခမဲတော်တည်သွားတဲ့အခါကလာတရေကောင်၈ယောက်ကို ရွေးပြီးအမောင်တို့နရတုမင်းထံကိုသွားကာနရတုမင်းကိုလှုပ်ကြံစေသင်တို့ကိုယ်တိုင်လည်းကိုယ့်ကိုယ်ကိုတတ်တည်ကြစေသင်တို့သားမယားများတက်တက်စားမကုန်နဲ့ရွှေငွေကိုငါပေးတော်မူမယ်ဟုမိန့်တော်မူတဲ့အခါကလာတရေကောင်တွေကလည်းအမှုရကိုပြင်းပြအောင်ဆောင်ရွက်ပါမည်ဟုဝန်ခံပြီးပကံနေပြည်တော်ကိုချဉ်ကပ်လာခဲ့ပါတယ်နေပြည်တော်ရောက်တဲ့အခါ မင်းကြီးကိုပိတ်လိုက်မြောက်ပေးမယ်ဟုဆိုပြီး မင်းကြီးယုံကြည်အောင်အယုံသွင်းကြပါတယ်။နရတုမင်းဟာလည်းကလားတရေကနေပြောတဲ့စကားကိုယုံကြည်ခဲ့တဲ့အတွက်ပိတ်လိုက်မင်္ဂလာခံယူနေစမှာပဲကလားတရေကောင်းနေဟာအသိယူဆောင်လာတဲ့ဓာငယ်တွေနဲ့ဝိုင်းဝန်းထိုးသက်ကြပါတယ်။ကလားပေမှာကြားလိုက်တဲ့အတိုင်းသူတို့ကိုယ်တိုင်လည်းကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားကြပါတယ်။နရတုမင်းကိုဓာနဲ့ထိုးခံရတဲ့အကြောင်းမင်းမတွေတိကြပါပြီမဲ့ ရက်ဆက်တဲ့မင်းကိုရွှင်ရှားကြတဲ့အတွက်စေးမကူပဲထားကြရာမရတုမင်းလဲကလားမွေးကောင်းတွေဝိုင်းထိုးကြတယ်ဓာငယ်လေးတွေရဲ့ဒဏ်ရာနဲ့မောက်ရွာဆန်ခဲ့ရပါတော့တယ်ခင်ဗျအဲဒီလိုကလားမွေးကောင်းတွေဝိုင်းပက်လို့တရားတဲ့အတွက်မရတုမင်းဟာနောက်အခါမှာကလကြမင်းလို့နာမည်တင်ခဲ့ရပါတယ်ခင်ဗျာမရတုမင်းပြီးခဲ့တဲ့ဓမ္မယံကြီးဘုရားဟာကောနာပေါ့လှန်တဆင့်ကူဘုရားကြီးဖြစ်ပြီးအေဒီ1863ခုနှစ် ထာဝရ65ခုနှစ်ကတည်ခဲ့ပါတယ်။ဒုဓမ္မယံညံတပ်ပင်ညုအနုအာနန္ဒာတကောရွှေစည်းကုံ ဆိုတဲ့အဆိုအရဓမ္မယံကြီးဖေဟာပကံဒေတာမှာတို့တဲ့အကြီးအမားဆုံးဖြစ်ပါတယ်။ဓမ္မယံကြီးဟူသောအမည်ဟာဓမ္မရန်ဒီတရားတော်ဤထွန်းပါရလို့အတိပယ်ရပါတယ်။ဓမ္မယံကြီးဖေဟာလို့အမည်တွင်ခဲ့တာကတော့နရပတိစီတူမင်းကြီးလက်ထက်မှာဓမ္မရန်ဒီလို့အမည်ရှိရဲ့မထေတပါးဟာ အဲ့ဒီအော်ဒရန်ဝင်းအတွင်းအနောက်ဘက်ထောင်းမှာရှိတဲ့အုတ်ကျောင်းမှာတရင်သုံးခဲ့တဲ့အတွက်အဲ့ဒီမထေကိုအစွဲပြုပြီးဓမ္မရန်ဒီဖျားလို့ခေါ်ခဲ့ကြရကနေကာလကြာလာတဲ့အခါဓမ္မရန်ကြီးလို့ပြောင်းလဲအမည်တွင်ခဲ့တယ်လို့လည်းဆိုကြပါတယ်ခင်ဗျာနရတုမင်းဟာဖခင်အလောင်းစီတူမင်းကိုတတ်မိတဲ့အတွက်နောင်တရပြီးအဲ့ဒီမကောင်းမှုတွေပြပြောက်စေရန်အတွက်ကြီးစွာသောကောင်းမှုပြုလို့ရန်ရည်ရွယ်ခဲ့ပြီး ဓမ္မရန်ကြီးဖရာကိုတည်ခဲ့ခြင်းဖြစ်တယ်လို့လည်းအဆိုရှိပါတယ်ခင်ဗျာမြည်တို့ပင်ဖြစ်စေဓမ္မရန်ကြီးဖရာမှာအုတ်စီအုံနှင်းကောင်းမွန်မှုတွေကိုလေ့လာနိုင်ပါတယ်ဖရာအတွင်အုတ်မြန်မှာဓာစီခုတ်အုတ်စီပုံများအမိုးခိုးများတွင်ပဲကြောင်များညှက်စီ၍စီထားပုံများဖရာ၏နိုင်ရန်တောင်များတွင်ကျင်လွယ်ပုံတောင်းချုပ်ကြောက်တုံးများနိုင်ငံတစ်ခုတွဲဆက်နေစေရန်တောင်းချုပ်ပေါင်းကူးများကိုလေ့လာနိုင်ပါတယ် အဲ့ဒီလိုပြုလုပ်တိဆောက်ထားတဲ့အတွက်လဲငလွန်တန်အကြံကြံခံခဲ့ရပေမဲ့ဓမ္မဝံကြီးဖရာဟာ ထိခိုက်ပျက်စီးမှုနဲ့ပါခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာဓမ္မဝံကြီးဖရာအလဲမန်တိုင်းပတ်လည်မှာစင့်ကြံပတ်လန်းနှစ်ထပ်ရှိတော်လဲအတွင်းစင့်ကြံပတ်လန်းတစ်ခုလုံးနဲ့အပြင်စင့်ကြံပတ်လန်းအတွင်းမှာအတွင်းစင့်ကြံတို့ဝင်ပေါက်အားလုံးကိုအုပ်နဲ့အသေးပိတ်ဆို့ထားပါတယ်ဓမ္မဝံကြီးဖရာဟာဖရာဒါရကရဲ့စေရနာမမှန်ကန်မှုကြောင့် ဓမယံကြီးဖះကတူးတဲ့ကြီးမားခံခံပြီးအလွန်မြင့်မားလာတော့လေအာနန္ဒာတပ်ပင်ညုကောရပလင်စတဲ့အချားဇေဒီပထိုးတွေလိုကြီးညိုပွဲရာတက်ပေါ်တဲ့အတွင် ဆောင်းမနေပဲထုံထုံထိုင်းထိုင်းမှန်းမှန်းညွညွဖြစ်နေကြောင်းကိုတမိုင်းဆရာများကရေးသားကြပါတယ်ခင်ဗျာ